ကျွန်တော်ကတော့အစ္စလမ်ဗျကျွန်တော်တို့ဆိုဗျာတောက်ကြနေမှာဗျာမဖြစ်တဲ့ပလီထဲမှာဝိပုနေတဲ့အချိန်ကြီးမှာဗျာဘယ်ပြေးလို့ပြေးရမှာမသိဘူးဒီခလေးလေးတွေဆိုမိဘတွေကပြေးပြီးခေါ်တဲ့အချိန်မှာတော့မမီလိုက်ပဲနဲ့ပြိုကျပျက်စီးပြီးဆုံးရှုံးသွားတယ်ဖြစ်တဲ့လူတွေကိုလည်းမိသားစုတွေကိုလည်းတကယ်ကိုချင်းစပါတယ်ဒါတကယ်ကိုမှတကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ ကျွန်တော်တို့မန္တလေးစကိုင်း ကျွန်တော်တို့အမရပူရာဘုံအိုကျွန်တော်တို့ကြောက်ဆဲကျွန်တော်ရမဲသိင်ကျွန်တော်တို့တောင်ကူနောက်ဆုံးကတော့တောင်ကူမှာအဆုံးသတ်မယ်ဗျအမဲသားတို့လူတယ်ဘုရားဘာသာတွေချိုးဆိုအမဲသားမစားဘူးအဝတ်သားတို့လူတယ်အစ္စလာမ်ဆိုမစားဘူးချက်သားတို့လူတယ်ဗျဟလာလ်မဟုတ်တော့အစ္စလာမ်တွေမစားဘူးကိုလူလိုက်တဲ့လူစိတ်ချက်ပေါ်မှာဘဲဥလေလူလိုက်တဲ့ချက်ဥလေလူလိုက်တဲ့ငချောက်လေးလူလိုက်တော့ဒါဆိုအားလုံးဒါစားလို့ရတယ်ဗော ကြည့်ခွေးရတယ်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တကယ်မြန်မာပြည်မှာအဆိုးဝါးဆုံးဒါကပီးတစ်မျိုးပဲဗျ။ရေဘေးဖြစ်တဲ့အချိန်မှာကျွန်တော်တို့ ရေဘေးဖြစ်လိုက်တဲ့ဥစ္စာက ရေကြဝိုင်းအိမ်တွေကိုတန့်ရှင်းလုပ်ပြီးပြန်နေလို့ရသေးတယ်။အခုကငလင်ဘေးကြီးကလုံးဝချမ်းသာတဲ့လူတွေလမ်းဘေးပို့လိုက်တယ်။စီးရဲတဲ့လူတွေလမ်းဘေးပို့လိုက်တဲ့အနေထားကြီးကိုဖြစ်သွားတာဗျ။တအားယူတော်တော်အချင်းကြီးဆူဆူကြီးဖြစ်သွားတာဗျ။ တအားလဲခံစားရတယ်တအားလဲကြည်ကွဲရတယ်ဗျကျွန်တော်ကတော့အစ္စလမ်ဗျကျွန်တော်တို့ဆိုဗျာတောက်ကြနေမှာဗျာမဖြစ်သင့်တဲ့ပလီထဲမှာဝိပုနေတဲ့အချိန်ကြီးမှာဗျာဘယ်ပြေးလို့ပြေးရမှမသိဘူးဒီခလေးလေးတွေဆိုမိဘတွေကပြေးပြီးခေါ်တဲ့အချိန်မှာတော့မမီလိုက်ပဲနဲ့ပြိုကျပျက်စီးပြီးဆုံးရှုံးသွားတယ်နောက်တစ်ခုဗျာဗီဒီယိုကြီးတက်လာတယ်မစိုးရင်ကြောင်းကြီးလုံးဝပြိုကျသွားတဲ့အချိန်တွေဒီထဲမှာရှိတဲ့ကိုရင်လေးတွေမိဘတွေ ဘလောက်ခံစားရမလဲကျွန်တော်တို့ဒီလောက်ဆူဆူဝါဘေးဒုက္ခကြီးပြကျွန်တော်ပြောသလိုပဲဗျမိတကွဲဖတကွဲရှင်လင်းရဲ့တေရတဲ့ဘဝကြီးရောက်သွားတာဗျကျွန်တော်တို့ဆိုရင်လေကျွန်တော်ကျွန်တော်တာတေဝိုင်းကျွန်တော်မိသားစုဘလို့ဖြစ်မလဲဆိုတာမတွေးဝင်စရာဗျဒါပေမဲ့တကယ်ကိုမှတကယ်ကိုကိုချင်းစာပါတယ်ဖြစ်တဲ့လူတွေကိုလည်းမိသားစုတွေကိုလည်းတကယ်ကိုချင်းစာပါတယ်ဒါတကယ်ကိုမှ တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဗျ ကျွန်တော်တို့ဗျာတောက်ကြနေရဒီငလင်လို့တော့ကျွန်တော်ဆိုရင်ဒါပလီမာပဲဗျတိတ်တလာလုံးဒါဥပုံနဲ့ဆိုတော့ပလီတွေကတိတ်လေအပြင်မထွက်ဖြစ်ပါဘူးဗျကျွန်တော်အင်းနေရလမ်းမြင်တယ်ဆိုမှကျွန်တော်လိုင်းလေးကြည့်လိုက်တာတော်တော်အချင်းကြီးဆွဆွအယူဖြစ်သွားတော့ကျွန်တော်ဘလို့မတော့ဟိုမှာဖြစ်ပင်နဲ့အစ်ဗရာဟီမ်ဖုန်းဆက်တယ်အကိုကြီးဖုတ်ဘလော့ကောင်အကိုကြီးကျွန်တော်တို့တွတ်လူမယ်အတရုပ်ဆောင်မင်းသားကိုဇဲကိုဖုန်းဆက်တယ်အကိုကြီးကျွန်တော်တို့တွတ်လူမယ်ဟာသွားမယ်ဗျလာကျွန်တော်တို့အားလုံးစီစဉ်ကြမယ်ဆိုပြီးတော့ အာကျွန်တော်တို့၃ရက်နေ့ဒါစပြီးတော့ဒါထွက်မယ်ဆိုပြီးလှုပ်လိုက်တာဗျ။ဘာကြောင့်လဲဆိုတော့အဓိကဗျာကျွန်တော်တို့ကသူများတွေလို့တိန်းဟိုထောင်ကနန်းနေတောင်းကနန်းနေမလူနိုင်မအောင်ကျွန်တော်စေတနာရှင်တွေရဲ့ဒါအလှလေးနေသွားတာဆိုတော့ကျွန်တော်လည်းတရားကျော်ဒါကျွန်တော်၃ရောက်ပေါင်းရင်တော့၄ငါးဘူလောက်တော့ရှိမှာပေါ့အဲ့ဒါလေးနဲ့ကျွန်တော်တို့သွားပြီးတော့ဒါဟိုသူများတွေလို့မလူနိုင်ပေမဲ့လေဒါတစ်ချက်တမှတ်လှူလဲကိုကအဓိကအားပေးတဲ့အနေနဲ့ သွားမဲ့သူတွေသဘောလေးပါဗျကျွန်တော်တို့မန္တလေးစကိုင်းကျွန်တော်တို့အမရပူရာဘုံအိုကျွန်တော်တို့ကြောက်စဲကျွန်တော်ရမဲသိင်ကျွန်တော်တို့တောင်ကူနောက်ဆုံးကတော့တောင်ကူမှာအဆုံးသတ်မယ်ဗျတောင်ကူမှာလည်းတည်ဆုံးသူတွေရှိတယ်ကျွန်တော်တို့ကအဓိကကအခုအလှကကျွန်တော်ကထမင်းဟင်းမဟုတ်ပဲねကျွန်တော်တို့ကခိုးမမထမင်းပေးတဲ့လူတွေရှိတော့ကျွန်တော်တို့ကဒီကနေပြောဘာလုပ်သွားလဲဆိုတော့မှန်ဗစုံကြောက်ကြော်လေးတွေကျွန်တော်တို့ချင်းမောင်ကြော်လေးတွေငချောက်ကြော်လေးတွေ ပဇုံးအချိုကျော်လေးတွေနောက်ငဖဲအချိုကျော်လေးတွေနောက်မြေပဲအချိုကျော်လေးတွေအဲ့လိုလေးပေါ့နောက်မနက်စာဆိုလဲသူတို့လေးတွေစားလို့ရအောင်ကျွန်တော်တို့အခုသွားမှာအထက်ပမာပြီဖြစ်တဲ့တော့ကျွန်တော်ကိုယ်တိုင်လေးမနက်မုတ်ဆိုရင်မွင်းကားဝရမ်းသဘောကြအဲ့တော့ကိုယ်တိုင်ဟိုမှာချက်ကျွေးဖို့အဆင်မပြေတော့မွင်းကားဒုတ်လေးတွေခလေးတွေတော့ဆိုလဲခောက်ဆွဲကြောက်လေးတွေလူကြီးတွေတော့ဆိုလဲဘစ်ကိုကိတ်ချောင်းအဲ့ဒါပေါ့စသည်ဖြင့်ကျွန်တော်တို့အစုံမအစုံစုံလင်းစွာနောက်မင်းအမျိုးသမီးလာစင်တုံးလေးစသည်ဖြင့်တီရှူးတွေ အားလုံးအစုံပေါ့နော်တဏျာတမတခုတခုအဲ့လိုလေးတွေအဲတချို့နေဘက်တွေကြတော့ကျွန်တော်ကတေဆုံးတဲ့လူတွေအတွက်ကိုဒါကျွန်တော်တို့ငွေချေးတွေဒါအဓိကထောက်ပံ့သွားမှာပါဗျအခုကျွန်တော်ဒါ line ပေါ်မှာကြည့်ရတဲ့လို့ဆိုရင်တချို့ဆိုဗျာဝတ်သားလူတွေတချို့ဆိုအမဲသားလူတွေကျွန်တော်တို့အစ္စလာမ်တွေဆိုဝတ်သားစားလို့မရကိုယ်တက်လူတဲ့ဥစ္စာတချို့ဆိုဗျာဒီဝတ်သားစားလို့မရတော့ပြစ်ပလိုက်အမဲသားစားလို့မရတော့ပြစ်ပလိုက်တယ်ဆိုတော့ကိုယ်လူတဲ့ဥစ္စာကတစ်ဖက်လူစားလို့မရမဲ့တူတူဥမာစားလို့ရမဲ့ဥမာ ငားလေးတွေပဇွန်လေးတွေငချောက်လေးတွေဥလေးတွေအဲ့လိုလေးလူတာပိုကောင်းပါလေဗျာအခုကျွန်တော်တို့ဆိုရင်ဗျာကျွန်တော်တို့ဆိုင်သူဘာသာလူမျိုးစားလို့ရအောင်ဒါပဇွန်ကြောက်အချိုကြောငဖယ်ကြောကျွန်တော်တို့ဒါခလေးလေစားလို့ရတယ်ဗျာငချောက်ကြောလေးနောက်ငရုတ်သီးကြောလေးချစ်မောင်ကြောလေးအဲ့လိုလေးပေါ့တဖက်ကကိုလှူလိုက်တဲ့ပစ္စည်းတွေကအားလုံးကချွင်းနေဆိုင်နဲ့လှူနေတဲ့အချိန်ဆိုတော့လေအကိုလှူလိုက်တဲ့ချွင်းနေစာတဖက်ကတကယ်လိုအပ်နေတဲ့လူတွေကလည်းစားတော့မှ ကိုကလည်းကုသိုလ်ရမှာထို့အတွက်ကြောင့်ကျွန်တော်လှူတဲ့အလူရှင်တွေကိုလည်းဒါမေတ္တာရက်ခံတာပေါ့နော်လူတိုင်းကတော့ကိုနဲ့တော့မဆိုင်ဘူးဒါပေမဲ့ဖြစ်နေတာကကျွန်တော်တို့ဒါဗုဒ္ဓဘာသာပဲမဟုတ်ဘူးမွတ်စလင်ပဲမဟုတ်ဘူးဘာသာစုံဖြစ်နေတာဒီပုံမှာကိုလူလိုက်တဲ့ထမင်းမှုတွေကမှအမဲသားတို့လှူတယ်ဗုဒ္ဓဘာသာတချို့ဆိုအမဲသားမဆောက်အဝတားတလူတွေအစ္စလာမ်စုမဆောက်ချက်သားတလူတွေဗျာဟလာလ်မဟုတ်တော့အစ္စလာမ်မဆောက်ကိုလူလိုက်တဲ့လူစိတ်ချက် ပုံမှာဘဲဥလေးလူလိုက်တယ်ကြက်ဥလေးလူလိုက်တယ်ငချောက်လေးလူလိုက်တယ်ဒါဆိုအားလုံးဒါစားလို့ရတယ်ပေါ့ဟိုဒုက္ခရောက်တဲ့ချိန်မှာဟင်းရွေးခိုင်းတာတော့မဟုတ်ပါဘူးဗျကိုလှူတဲ့အလူထမင်းဘူးကတန်ဖိုးရှိစေချင်တာပါဗျကျွန်တော်တို့ဒါလေးတော့မြစ်တရက်ခံပါတယ်ကျွန်တော်တို့ဒါဆိုင်ရတော့အဓိကအမဲသားဝတ်သားမရောင်းတဲ့အတွက်ကျွန်တော်တို့လှူတဲ့အလူတွေဆိုရင်ဒါယူတဲ့သူတွေကိုယုံကြည်စိတ်ချစွာစားသုံးမှာကျွန်တော်တို့ကိုလှူပေးတဲ့သူတွေလည်းကျွန်တော်တို့ကအကောင်းဆုံးတန်ဖိုးရှိဆုံးအယုံကြည်မှုတွေထားပြီးလှူပေးတဲ့အလှတွေကို ကျွန်တော်တို့ကလည်းတိတိကျကျမှန်မှန်ကန်ကန်ကိုလှူဒန်းတော့မှာဖြစ်လို့ဒါကျွန်တော်တို့လှူဒန်းပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ